ရီတိုင်းအင်ကပူမြို့နယ်ကနေရန်ကုန်မြို့ကိုသွားရောက်လုံလုံမဲ့လူငယ်နှစ်ဦးကိုစစ်တပ်ကကားကြုံလိုက်ဖို့ခေါ်ဆောင်သွားပြီးနောက်စစ်ထဲထည့်ခဲ့တဲ့အတွက်မိသားစုနဲ့ဆက်သွယ်ပြတ်တောက်နေတယ်လို့သတင်းရရှိပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းအင်ကပူမြို့နယ်ပိနေကွင်းအုပ်စုကျက်ပောင်ကုန်းကျေးရွာကအသက်30ဝန်းကျင်အရွယ်ရှိဖိုးတန်ချောင်းနဲ့ကလားတို့မှာရန်ကုန်မြို့ကိုလှုပ်သွားလှုပ်ဖို့ပိနေကွင်းအုပ်ချုပ်ရေးမှူးဦးစိုးသိန်းထံထောက်ခံစာသွားယူခဲ့တယ်လို့သိရပါရယ်။ အုတ်ကြီးဦးစိုးသိန်းကဖိုးတန်ချောင်းနဲ့ကလားတို့နှစ်ဦးကိုရန်ကုန်ကားကိတ်ကိုသွားဖို့ကွင်းကောင်တက်ကဗိုလ်မှူးခိုင်မင်းထွန်းရဲ့ကားနဲ့လမ်းကြုံထဲပေးလိုက်ကြောင်းကားကြုံလိုက်တဲ့ရွာသားနှစ်ဦးကိုဗိုလ်မှူးခိုင်မင်းထွန်းကကားကိတ်မပို့ပဲစစ်ထဲထည့်လိုက်တာကြောင်းမိသားစုနဲ့ဆက်သွယ်ပြတ်တောက်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဖိုးတန်ချောင်းနဲ့ကလားကကျက်ပေါင်ကုန်းရွာကဥပွားရဲ့သားနဲ့သမတ်ပါသူတို့ကရန်ကုန်သွားဖို့အုတ်ကြီးစိုးသိန်းစီမှာထောက်ခံစာသွားလုပ်တာ အုတ်ကြီးကမင်းတို့ရန်ကုန်ကားကိတ်သွားဖို့လမ်းကြုံလိုက်သွားဆိုပြီး စစ်ကားနဲ့လမ်းကြုံထည့်ပေးလိုက်တာအဲရွာသားနှစ်ယောက်ကိုဗိုလ်မှူးခိုင်မင်းထုံးကကားဂိတ်မပို့ပဲစစ်ထဲထည့်လိုက်တာမိသားစုနဲ့ဆက်သွယ်မရတာနှစ်လရှိနေပြီလို့ကျပောင်ကုန်းရွာနဲ့နီးဆက်သူအင်ကပူဒေသခံတူက ERI Times ကိုပြောပါရယ် မမခိုင်မင်းထုံးမှာကိုင်းကောင်းမျိုးရှိအမှန်ငါတက်မတော်တမ်းမြင့်လေးကျင်အကြောင်းတကကငါးကအရာရှိဖြစ်ပြီးပိနေကွင်းအုပ်ချုပ်ရေးမှုအစိုးသိမ့်တဲ့ပူပေါင်းကစစ်သားစုဆောင်တာစင်မူရန်ကြီးကောက်တာဒေသခံတွေကိုအတင်းအဓမ္မဖိအားပေးပြီးဤသူစစ်တင်တန်းတက်ခိုင်းတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပိနေကွင်းကျေးရွာအုပ်စုမှာကျေးရွာ15ရွာရှိပြီး အုံကြီးစိုးသိန်းချင်းကိုင်ကွင်းရိုင်းမှုစောမှုတောင်စင်းရိုင်းမှုစိုးသူတို့ပူပေါင်းပြီးချင်းရွာအုပ်စုတွင်ရှိအိမ်အောင်စုတထောင်ကျော်ကိုစစ်မှုရန်ကြီးလာစဉ်3000ကျပ်ကောက်ခံခဲ့ကြောင်းငွေပေးနေတဲ့ကြားကဖိုးတန်ကျောင်းနဲ့ကလားကိုစစ်ထဲထည့်လိုက်တဲ့ကိစ္စအပေါ်ဒေသခံတွေကမချေမနှက်ဖြစ်နေကြောင်းသိရပါတယ်ဒေသခံတွေကစစ်မှုရန်မလိုက်ရဘူးလာတိုင်းငွေပေးနေရတာပိန်နေကွင်းအုပ်စုမှာရွာ15ရွာအိမ်အောင်စုတထောင်ကျော်လောက်ရှိတယ်တိန်3000ကောင်တော့တလောက်ကိုစစ်မှုရန်ကြီးအနည်းဆုံး3300ကျော်လောက်ပေးနေရတာ ။အဲ့ကြားထဲကအုတ်ကြီးဆိုးသိမ့်နဲ့ဘုံမှုခိုင်မင်းထွန်းပေါင်းပြီးဖိုးတန်ချောင်းနဲ့ကလောင်းကိုစစ်တဲထဲလိုက်တောင်းသူတို့မိဘတွေမှနေစင်နဲ့မြဆိတ်ဆင်းရနေကြတယ်။ရွာကလည်းအဲ့ကိစ္စကိုလုံးဝမကျေနပ်ဘူးလို့ကျက်ပောင်ငုံရွာဖြစ်စဉ်ကိုသိရှိထားတဲ့အင်ကပူဒေတာခန်ကဆိုပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းစစ်ကောင်မရှင်တက်ကပိန်နယ်ကွင်းအုပ်စုရှိတောင်စင်းတံမြာကုန်းကျက်ပောင်ကုန်းကြီးပင်ကြောက်တလုံးပိန်နယ်ကွင်းစတဲ့ ရွာချောင်းရွာကနေတရွာကိုလူခဏဦးနှုံနဲ့အတ္တမဖိအားပေးခေါ်ယူကပြည်သူစစ်တင်နန်းတက်ခိုင်းခဲ့တယ်လို့သိရှိရပါတယ်။